က်ကက်မှာမြန်မာဖောင်းကိုဘယ်လိုမှန်အောင်ရိုက်ရမလဲဆိုတာကိုတီပီရိုထဲမှာတေချာလေးပြပြပေးသွားပါမယ်ရှင်။ကက်ကက်မှာမြန်မာဖောင်းကိုမှန်အောင်ရိုက်နိုင်ဖို့ဆိုရင်ဒီ application ၃မျိုးလိုအပ်ပါရှင်။ပကံကီးပုတ်ရယ်၊ဇက်ဖောင်း3ရယ်၊ဇက်ဖိုင်ရယ်ပဲဖြစ်ပါလိမ့်ရှင်။ပကံကီးပုတ်ထဲကိုဝင်လိုက်ပါမယ်ရှင်။ဆလပ်ပကံကီးပုတ်ကိုနှိပ်လိုက်ပါမယ်ရှင်။ပကံကီးပုတ်ကိုရွေးလိုက်ပါမယ်ရှင်။ SSN continue ကိုနှိပ်လိုက်ပါမယ်ရှင်။ ဒါကတော့ပကံကိပုတ်ကမင်းတို့ကိုဖုန်းကောတွေခေါ်လို့ရလားလို့မေးတာဖြစ်ပါတယ်။မရဘူးလို့နှိပ်လိုက်လည်းရပါတယ်ရှင်။ဒါကို let's kick လေးနှိပ်လိုက်ပါမယ်ရှင်။ပြီးသွားပြီဆိုရင်တော့လမ်းကွေးဆိုတဲ့လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ရှင်။ auto detect phone ဆိုတဲ့လေးကို off လိုက်ပါမယ်ရှင်။ cell phone 3တဲကိုဝင်ပါမယ်ရှင်။အောက်ကိုဆွဲကြည့်လိုက်မယ်ဆိုရင်မြန်မာ phone လေးတွေတွေ့ရမှာပဲဖြစ်ပါတယ်။ see off ကိုနှိပ်လိုက်ပြီးတော့ကိုကြိုက်တဲ့ဖောင်လေးကိုရွေးချယ်ပြီးတော့ download ဆိုတာလေးကိုနှိပ်လိုက်မယ်နော်။ ခက်ခက်တဲကိုဝင်လိုက်ပါမယ်ရှင် new video ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะပြီးရင်တော့ကို active map video တစ်ခုခုကိုရွေးလိုက်ပါဒီမှာတော့ပုံလေးပဲရွေးပြထားပါမယ်ရှင်ဒီအောက်ကတန်းထဲမှာထိတ်ဆုံးမှရှိတဲ့ a နဲ့အပေါင်းပုံလေးပေါ့เนาะအဲ့ဒါလေးကိုနှိပ်လိုက်မယ်မှာဆိုရင် ကိုရိုက်ရှင်တဲ့စာလုံးရိုက်လိုက်လို့ရပါပြီအဲ့ဒါကိုဘယ်လိုမှအောင်လုပ်မလဲဆိုရင်ဒီ font ဆိုတာလေးတွေကိုနှိပ်လိုက်ပါမယ်ရှင် my font ဆိုတာလေးကိုနှိပ်လိုက်မယ် မထည့်ရသေးတဲ့သူတွေကတော့အခုလိုမျိုးဖောင်လေးတွေရှိနေမှာမဟုတ်ပါဘူးเนาะဖောင်ထည့်ဖို့အတွက်အပေါင်းလေးကိုနှိပ်လိုက်မယ် my font ဆိုတာလေးကိုရွေးချယ်လိုက်မယ်အပေါ်ဆုံးကမြင်း၃ချောင်းနေရာလေးကိုနှိပ်လိုက်မယ်เนาะနှိပ်ပြီးတော့အောက်ကိုဆွဲဆွဲသွားလို့ရှိရင်ဒီအောက်မှာ z font 3ဆိုတာလေးရှိမယ်ဖောင်ဆိုတာထဲမှာကို download လုပ်ထားတဲ့ဖောင်နေရှိတယ်ပေါ့နော်အဲ့ထဲကနေကိုကြိုက်တဲ့ထည့်ကျင်တဲ့ဖောင်တစ်မျိုးကိုရွေးချယ်လိုက်မယ် ကိုကြိုက်တဲ့ဖောက်လေးကိုရွေးချက်လိုက်မယ်ဆိုရင်တော့မြမစာလေးကမှန်သွားပါပြီရှင်။ဒါကတော့ကျမထည့်ထားတဲ့ဖောက်လေးပဲဖြစ်ပါတယ်။တခြားသိချင်တာလေးရှိရင်လည်း comment box မှာရေးခဲ့လို့ရပါတယ်ရှင်။